ပရိသတ်များအားလုံးမင်္ဂလာပါမင်းလင်းခတ်တက်ခန့်ကိုလည်းကျေးဇူးလိုက်ပါတယ်အခုအခါမှာတော့စက်ကောင်စီကိုတဲဝင်ကအာဏာသိမ်းပြီးရန်တောင်းဆိုလိုက်ကြောင်းသိရပါတယ်စက်ကောင်စီဟာဒီမန်ဆွေးနွေးပွဲမှာဖိအားပေးမှုတွေလုပ်နေပေမဲ့လည်းတဲဝင်အနေနဲ့ကတော့လူထုကိုရွေးချယ်ထားတဲ့အစိုးရကိုအာဏာသိမ်းပြီးတော့မှငြင်းချစွာအာဏာသိမ်းဖို့တောင်းဆိုလိုက်ကြောင်းသိရပါတယ်ပြည်ထောင်တဲ့ပတ်တုံးကစက်ကောင်စီဟာငင်းချင်းရေးဆွေးနွေးပွဲအတွက်ဖိအားပေးဖို့ DNA ထိချုပ်ဒေတာဖြစ်တဲ့ရတပြမှတ်တွေကိုလေးချောင်းနဲ့တက်ခိုက်နေပြီးဆက်ရစောမှုကျလာနေတဲ့လို့ DNA ဘက်ကထောက်ပြပါတယ်။မလဆက်ချောင်းရတဲ့ညနေပိုင်းကလေးနောင်ချုံမှုစင်ရတနာဗရာဂျီတစာတန်တိုက်လေးချောင်းနဲ့ပုံချေခံရတာကြောင့်ကိုရင်နဲ့တန်တာ6ပါးနဲ့ဒေတာကန်တောင်းအိုးစုပေါင်း9ဦးပြေဆုံးခဲ့တယ်လို့ DNA ကထုတ်ပြန်ပါတယ်။ လေကြောင်းတက်နိုင်မှုတွေဟာတရုတ်မှာလုပ်မဲ့ဆွေးနွေးပွဲအတွက်ဖိအားပေးနေတာဖြစ်တယ်လို့တောင်အညွန်တာမမြောင်ရဲတက်မတော်တင်းနေတဲ့ပြောခွန်ရသည်လူရည်ဥရာပြောပါလေလက်ရှိနောက်ကျောမှာဆိုရင်ဘာသာရေးဆောင်းအုံတွေကိုဥတည်တက်ခိုက်တယ်နောက်ပြီးတော့ဆေးရုံအကန်ပုံချေတက်ခိုက်တယ်လူနေအိမ်တွေကိုလည်းမျိုးစိုးဖြစ်စီနေတာလည်းရှိတယ်လက်ရှိစက်ကောင်စီကကျမတို့တွဲဆောင်မဲ့မေလတွဲဆောင်ပေးမှာ ကျမတို့ကိုဖိအားပေးနေတယ်လို့ပြောလို့ရပါတယ်။လက်ရှိကဘုံကျဲတက်ခိုင်းနေတယ်။စင်အားတွေတုံ့ပြန်တာမျိုးတွေလောက်ဆောင်နေပါတယ်။ဒါတွေကိုပြန်ကြည့်ချင်ပြီးဒါတွေကိုကြည့်ပြီးတုံ့တက်ချင်းအဖြစ်ဒီဆွနေဘွေပေါ်မှာဖိအားပေးနေတယ်လို့ပြောလို့ရပါတယ်။ဒီလိုရတဲ့ဟာဆွနေဘွေကိုထိခိုက်စေသလားဆိုတာကိုလူရင်ဦးကတော့ဆင်ရှင်နေဖြစ်ဆိုတာတော့မရှိပါဘူး။ဒေတာကလည်းပြောဆိုမှုအရနောင်ချုံလေးကြောင့်တက်ခိုင်းမှုမှာကိုယ်ရည်နဲ့တန်တာကိုပါ မျိုးသားဦးနဲ့မျိုးသမီးသုံးဦးစုပေါင်းဆက်လက်ဦးတည်ဆောင်ခဲ့ပြီးတန်ကာ73မှာလည်းဒေတာခံတဲ့ဦးစုစုပေါင်းဆက်ခဲ့ဦးတည်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။စက်ကောင်စရာ30စက်ကောင်ဆက်ဆက်ရေးကာလအတန်းဒီနယ်နေနဲ့အမားလေးတက်တွေတင်ပိုက်ထားတဲ့အောင်ချိုမျိုးကိုပြန်လည်တင်ပိုက်နိုင်ဖို့ကျေဦးလာကနေထိုးဆက်ဆက်နေတယ်လို့အောင်ချိုမျိုးမိုင်း30ကျော်ဝေးတဲ့တောင်ခမ်းရွာကနေပါထိုးဆက်ဆက်နေတာကြောင့်ထိုးဆက်ဆက်နေတဲ့ကာလဟာ6လကျော်ရှိတော့ပြီဖြစ်ပါတယ်။ တပ်ပြန်လောင်ချုံမျိုးပေါ်ကိုမကြာခဏဆိုသလိုပုံကျဲတက်ခိုက်နေတာကြောင့်ဒေတာခံတွေထိခိုက်ပျက်ဆုံးမှုရှိနေပါတယ်။တောင်းစင်္ဂါခုနဲ့စနော်ရီ17ရက်နေ့နဲ့20ရက်နေ့ကလောင်ချုံမျိုးပေါ်ထွတ်ထွတ်ဥချုံရဲ့ဦးစီးဌာနနဲ့ဗရမီဖက်ရဲ့ဆိုင်ကိုစစ်ကောင်စီကပုံကျဲခဲ့ပါသေးတယ်။အဆိုပါပုံကျဲတက်ခိုက်မှုကြောင့်ဒေတာခံဆဲဦးပွေချံပြီးတည်ဆုံခဲ့ပါတယ်။ဖော်ပြီးစေရနေမှာလေနောင်ချုံမျိုးဘူတာရက်ကွမ်းနဲ့နောင်ချုံဖြစ်သူစေရုံကို စကောင်းစီတော့ပုံဇလုံးကြည်ကြတက်ခဲ့တာကြောင့်တိရခံ၃ဦးတည်ဆုံးပြီး၅ဦးတင်ရရှိခဲ့ပါတယ်။အတောင်စလဲခုနဲ့လောကမှာဆင်းရဲတဲ့ကလည်းလောင်ကျုံမြို့ပေါ်ကိုရေချောင်းနဲ့တက်ခဲ့တာကြောင့်လက်ဆန်တစ်ဖက်ရဆိုင်မှာထိုင်နေတဲ့တိရခံ၁၁ဦးလောင်စင်ကကလေးငယ်၃ဦးဆင်းရဲကကအမျိုးသားတဦးစစ်စောင်း၁၁ဦးတည်ဆုံးခဲ့ပါတယ်။၁၆ဦးတင်ရရရှိခဲ့ပါတယ်။ ဒါပြန်တင်အနေနဲ့မန္တလေးတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဖြစ်တဲ့ PDF တပ်ဖွဲ့တွေဟာဘူးတွဲလှုပ်ရှားတဲ့မန္တလေးတိုင်းစင်ကုမြို့နယ်လက်ပံလိုက်ကျွာကို2015ခုနှစ်မတ်လ14ရက်မှာစစ်ကောင်စီကလည်းအကြောင်းနဲ့ပုံကျဲတပ်ဖွဲ့ဖြစ်တာကြောင့်ကလေးချောက်ဝပောင်းဝဒေသခံ29ခုနှစ်တည်ဆုံခဲ့တဲ့တော့မန္တလေး PDF ကထုတ်ပြန်ပါတယ်။တရားမြေကျောင်းဆစ်ဆက်မှုနဲ့ DNA နဲ့စစ်ကောင်စီတို့တရားဝင်ကုန်လိုက်မြို့မှာ ဖေဖော်ဝါရီ16ရက်နေ့စက္ကန့်ရက်ကြာဆင်းနေခဲ့ပြီမယ်။ရမယ်တဆုံးတရားမထပ်ပဲပြီးဆုံးသွားခဲ့ပြီလား။ဒီကြောင့်တက္ကသိုလ်ရဲ့ဆက်သက်ရှိလာတာလား။ဒါကြောင့်နောက်တစ်ချိန်ဆင်းနေပွဲမှာကောင်းမွန်တဲ့ရလဲမြင်ရစေချင်တယ်လို့ချမ်းပြေနေမြောက်ပိုင်းဒီဘောမြုပ်ကန်တူကပြောပါတယ်။သူတို့ဆင်းနေပွဲမှာသူတို့လိုချင်တဲ့ရလဲမျိုးဖြစ်လာအောင်စည်ရင်ဖြစ်အောင်ပြင်အနေနဲ့ဖြစ်အောင်ပြတဲ့လိုချင်တော်လို့မြန်ပါတယ်။ တာမျိုးဖြစ်နေတော့ရှင်တို့တရားကအားလုံးကကြည်လန်းစွာစာဟိုအရင်စစ်ကျင်းဖြစ်ခဲ့တာပုံစံမျိုးကြည်လန်းစွာစာနေရပါတယ်။အောင်မြင်စေချင်တာပေါ့ဗျာ။ဒင်းအေးချင်းချင်းနဲ့ဆောက်ဝေးစတော့လို့ရတဲ့ဆွေမျိုးရလည်းမျိုးခက်စေချင်ပါတယ်။ဒင်းချင်းရဲ့ဆွေမျိုးအတွက်ပြပေးတဲ့အနေနဲ့လေချောင်းနဲ့တက်ခတ်ရဲဆိုတဲ့အပေါ်တုံးပြန်မှုရရှိဖို့စကောင်းစီပြောခွင့်ရသူဘောချုပ်ဆောင်တဲ့ချောင်းကိုဆက်တယ်ခဲ့တဲ့မဖုံးလက်ခံမဖြစ်ဆိုပါဘူး။ဒါကြောင့်စတဲ့အရာရှိအောင် ်နည်းနည်းလေးလေးလာတောင်းတဲ့တူတူကိုမြေကြီးတဲ့အခါမှာတော့လေးချောင်းတက္ကသိုလ်ဆင်းရဲပွဲတက်ပြပေးတာမဟုတ်တဲ့နဲ့နဲ့ကအခုဒီနည်းနည်းမထင်ချုံအောင်ဖြစ်ရပေးတာလို့ပြောပါတယ်။ငွေချင်းရေးဆင်းရဲပွဲတက်ကိုဖြစ်ရပေးတာမဟုတ်ပါဘူး။သူတို့တန်တာမျိုးတွေမှာအေးအေးဆေးဆေးလေးတော့များဘူး။ဇီဝရဲ့အခြေခံအားလုံးလူမျိုးရဲ့အခြေခံအားလုံးမဲ့လို့နေတဲ့နေရာမှာတီလို့လုံးလုံးများဘူးကွာဆိုတဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးလက်နက်သုံးသပ်တဲ့အစ်တန်ဆိုးနေတာလေစက်တင်ဘာလပြည့်နေကြမှာမျိုးကြောင့်လားဆိုးနေရတဲ့တရင်သားတွေနဲ့ဆက်ရဆက်ဖို့ဆန္ဒမရှိဘူးလို့ပြောပါတယ်အခုချိန်မှာစက်တက်ကဆက်ရစင်းမလို့ချင်ဘူးတရုတ်တောင်မြောင်းအလုပ်လာတာဆက်ရစင်းမလို့ချင်ဘူးဆိုတာကသူကဆက်နိုင်တယ်လို့မဟုတ်ပါဘူးလေကြောင့်ထုတ်စင်းတဲ့အများဖြစ်ခံမှုတွေနဲ့ပတ်သက်ပြီးတို့လည်းနဲ့ yes yes ဆိုင်မဖြစ်နိုင်ပါဘူးရက်လိုက်တာနဲ့တကယ်နဲ့ကျောင်းလာကိုထုတ်ဆက်သွားမှာတော့ပြီးပါ ရှမ်းမန်ဆက်စင်ထောက်ချလာမှာကိုသူကစိုးရိမ်နေပါတယ်။မလတ်စလဲရဲ့စကနရနေတဲ့စကောစတဲ့လေကြောင့်တက္ကမကြောင့်လောင်းချုံနဲ့စင်ကူမှာတိရခန်လေးဆေချောတေဆုံးပြရတဲ့ပုံရှုပ်ချကြောင်းယုံတန်ရဲ့အစိုးရအင်ဂျီကြီးရဲ့အခွင့်အရေးကိုထောက်ပြထားတာပါတယ်။စကောစီနဲ့တာမစတုံးကနေလည်းထောက်လဲစင်ကခုနဲ့အတော်မဆက်ချောရဲ့နေ့တိဗီဒူများဆရာနေရာတွေနဲ့အပါလာရဲ့အစိုးရတွေကိုလေကြောင့်တက္ကမပေါင်း အကျဉ်းပေါင်း1190ပြုလုပ်ခဲ့ပါတယ်။အတက်မခင်တည်တဲ့ကလေးသူတွေပေါင်း385ဦးတည်ဆုံခဲ့ပါတယ်။ကလေးသူတွေအခွင့်အရေးလူခွင့်အရေးတွေကိုချုပ်ပေါင်းပြီးလေကြောင်းကနေပြမတာတက်ခိုင်းနေတဲ့စကောင်းစီကောနိုင်ငံတကာကတရားစီရင်ရေးဖွဲ့တွေကအရင်ဆုံးအရေးယူနေဖို့တက်တွန်းတယ်လို့အင်ဂျီဂျူကပြောပါတယ်။ပြုစုထားတဲ့စီရင်တွေအရာ လည်းတော့လေးချောင်းနဲ့လက်လက်ကြီးချောင်းမက်လာပထမပတ်အတွင်းဒေတာကန်ကိုစနစ်ဝတည်ဆောက်ခဲ့ပြီး169တုံတန်ရရှိခဲ့ပါတယ်။မကွေးတိုင်းစကိုင်းတိုင်းမကိုးတိုင်းတန်တရီတိုင်းအပြင်ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်များမှာလည်းထိခိုက်တိုက်ဆုံမှုရခဲ့ပါတယ်။နောက်ထပ်တင်ပြပေးမယ့်တင်ပြရတော့စကိုင်းတိုင်းကဒါမျိုးပြင်ကို စစ်ကြောင်းထိုးလာတဲ့စကောင်းစီတက်တဲ့ဒေတာအခြေဆက်ကပ်ပွဲတက်ပွဲတွေပြင်းစတိုက်တိုက်ပွဲပြန့်ထင်ခဲ့ပြီးတိုက်ပွဲအတွက်စကောင်းစီတက်တဲ့ဆက်ကိုဥက္ကိုဖမ်းမိခဲ့တဲ့လောကကွေးတက်ပွဲတွေနဲ့ရည်စတူတွေကပြုတ်ပါတယ်ကရအခြေဆက်စကောင်းစီရဲ့ခမ်းမရ300ကိုတင်ရင်ကနေအာတရာ90စက္ကန့်နဲ့စစ်ကြောင်းထိုးလာချိန်မှာကရမျိုးပြင်းနေရတဲ့ဗမ်လို့ရအနေတော်မှာမလ15နဲ့16ရက် ။ဟင်းရဆက်တိုက်တိုင်ပွဲပြန့်တိုက်ခဲ့တာလို့ကာကွယ်ရေးတပ်ဖွဲ့နဲ့မြစ်စစ်တူတွေကပြောပါတယ်။တိုက်ပွဲကဟင်းရဆက်တိုက်ဖြစ်နေပါတယ်။စင်္ဂါရက်နဲ့တကြိမ်စကြာရက်နဲ့တကြိမ်ဖြစ်ပါတယ်။ဒါကမျိုးနေတစ်ခုလုံးမှာဒီတိုက်ပွဲကအကြီးကျယ်ဆုံးလို့ပြောဖို့ရပါတယ်။စက္ကန့်စီတပ်ဖွဲ့29ရောင်းလေးဖန်ဆင်းရမိပါတယ်လက်နက်တွေတင်းနေတာရှိပါတယ်ကာကွယ်ရေးတပ်ဖွဲ့တွေဖမ်းမိတဲ့စက္ကန့်စီတပ်တန်း29ဦးထဲမှာဗိုလ်ကြီးအဆက်ရှိသူတအုပ်ပါဝင်တယ်လို့သူကပြောပါတယ် တပ်ပတ်တန်ကပဲတပ်ပတ်တဲ့ဘက်ကလည်းဥဒေဆုံးပြတယ်လို့ဆိုပါတယ်။စက်တော်စစ်တပ်ကလည်းထိခိုက်တဲ့ဆုံးမှုတွေရှိတယ်မယ်။အသေးစိတ်ကုန်တရားလေးပါဘူး။စကောင်းစီစက်ကြောင်ဟာမင်္ဂလာ16ရက်ညနေပိုင်းမှာခမာယာ300ကိုတရံတက်ကိုပြန်ဝင်သွားတာကြောင့်မင်္ဂလာ16ရက်နေ့မှာတော့တိုက်ပွဲမရှိဘဲနေတက်နေပါတယ်။ဒီအချိန်တွေကပတ်သက်လို့စကောင်းစီရဲ့ skyline ပြုခွင့်ရတဲ့ကိုဒီလီဖုန်းနဲ့ဆက်တွေ့ခဲ့နေတဲ့လက်ခံဖြေဆိုတာမရှိပါဘူး။ မလာကိုရနေကလည်းမလေးတိုင်းနဲ့ထုံးကြည့်နေနေမှာအားအများခံပါတဲ့စကောက်စီတက်စကြောင်းကိုကာကွယ်ပူပေါင်းတက်တွေဂျာဖြတ်တက်ကကျင်စကောက်စီတက်ရပေါ်လို့အစရှိတဲ့တူအပါပါဆလဲအကိုဖမ်းနေတယ်လို့လူတိုင်းနဲ့ပြဆိုရအယူကြည်ရကာကွယ်ကိုကြည်ချာတာအမှန်တိစက်တေတာကထုတ်ပြန်ထားပါတယ်ခင်ဗျာ